ညဝရီမျိုးခေခေပတ်မှမဲဆောက်မျိုးတို့ထွက်ပြေးလာသူနိုင်ငံသားအရေးအတွက်1233အထိရှိပြီးထွက်ပြေးသူများတိုးလာနေစေ။ကရင်ပြည်နယ်ညဝရီမျိုးနယ်ရှိခေခေပတ်မှထိုင်းနိုင်ငံမဲဆောက်မျိုးတို့ထွက်ပြေးလာသူနိုင်ငံသားအရေးအတွက်1233အထိရှိလာကြောင်းထိုင်းသတင်းဌာနများကဖော်ပြထားပါတယ်။အောက်တိုဘာ22ရက်နေ့မှစ၍ BGF ကခေခေပတ်မှကြားဖြတ်လုံခြုံရေးသူများကိုစတင်နှင်လွှတ်ခြင်းခေါ်ထုတ်ခြင်းများလှုပ်ဆောင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံမဲဆောက်ဘက်ခြမ်းသို့ရာနှက်ချီတဲ့နိုင်ငံသားများထွက်ပြေးလာကြကြောင်းယခုအခါမဲဆောက်မြို့တွင်ခေခေပတ်မှထွက်ပြေးလာတဲ့နိုင်ငံသားအရေအတွက်1233ဦးထိရှိလာကြောင်းလက်ရှိအချိန်တွင်ကြားဖြတ်လုံခြုံနေသူများသည်မြန်မာနိုင်ငံအတွင်းမှထိုင်းနိုင်ငံဘက်သို့ဆက်လက်ထွက်ပြေးမှုများရှိနေဆဲဖြစ်ပြီးခေခေပတ်အတွင်းတွင်လည်းပောက်ကွဲမှုများဖြစ်ပေါ်နေကြောင်းသိရပါသည်မြောက်ဝတီမြို့မြောက်ဖက်ရှိခေခေပတ်ကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်ရန်ရှိနေတယ်ဆိုတော့ တည်င်းများကြောင့်ကြားဖြတ်လုပ်ငန်းလုပ်ကိုက်နေသူများညဝရီမျိုးတွင်နဲ့ထိုင်းနိုင်ငံမဲဆောက်မျိုးတို့ထွက်ပြေးလာခဲ့ကြခြင်းဖြစ်ကြောင်းညဝရီမျိုးကများကပြောပါတယ်ခေခေပတ်ဝင်းထဲတွင်အောက်တိုဘာ23ရက်နေ့ညပိုင်းမှစ၍ပောက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီးအဆိုပါပောက်ကွဲမှုများနဲ့ပတ်သက်ပြီး BGF အဖွဲ့ကဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်းထိုင်းသတင်းဌာနများကဖော်ပြထားပါတယ်ရှင်